ကဘာဦးကျန်အခန်းကြီး43ခါနန်ပြည်၌အလွန်အစားခေါင်းပါသည်ဖြစ်၍အဂရုပြည်၌ဆောင်ခဲ့သောစပားကိုစားကုန်ပြီးမှအပါကတဖန်သွား၍ငါတို့စားစရာအနည်းငယ်ကိုဝယ်ကြပါအောင်ဟုဆို၏ယူဒကလည်းထိုတို့ကိုကြကြဲချိန်ချောက်လျက်တင်းတို့ညီမပါလင်ငါမျက်နှာကိုမမြင်ရဟုပြောထားပြီးကျွန်တော်တို့ညီကိုထဲလင်သွား၍ အပစားဖို့ရာဝယ်ပါမည်ညီကိုမထဲ့လင် မသွားပါအเจ้าမူကားထိုသူကသင်တို့ညီမပါလင်ငါမျက်နာကိုမမြင်ရဟုပြောထားပြီးဟု အပအားပြန်ဆိုလေ၏ဤတေလာကလည်းသင်တို့၌ညီရှိမန်းကို ထိုသူအားပြော၍အပေเจ้าငါကိုညင်စေကြသည်ဟုဆိုတော့သူတို့ကထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးနွယ်တို့ကိုကြက်ကြက်မေးလျက် တင်တို့အပါအသက်ရှင်သေးသလော့ညီရှိသေးသလော့ဟုမေးသောအခါကျွန်ုပ်တို့သည်သူ၏စကားသဘောတူလိုက်၍ပြန်ပြောရပါ၏တင်တို့ညီကိုဆောင်ခဲ့ကြဟုသူပြောမိကိုကျွန်ုပ်တို့သိနိုင်ပါသလော့ဟုဆိုကြ၏ယူဒတ်ကလည်းသူငယ်ကိုကျွန်ုပ်နှင့်အတူလွတ်ပါတို့ပြုလျင်အပမဆာ၍ကျွန်ုပ်တို့နှင့်သူငယ်များတို့သည်မသိအသက်ရှင်မည်အကြောင်း ကျွန်ုပ်တို့ထား၍တွားကြပါမည်ကျွန်ုပ်သည်သူ၏အမတ်ခံဖြစ်ပါမည်ကျွန်ုပ်တွင်သူ့ကိုတောင်းပါသူ့ကိုအပါရှိမှပြန်၍မဆောင်ခဲ့ရင်အစင်မပြတ်ပြစ်ကိုကျွန်ုပ်ခံပါစေဤမြလာမဖင်းရဲလင်ယခုဤကံမှုချဒုတိယအကျင့်ပြန်ရောက်ပါပြီဟုအဘာဣဒိလာအာဆို၏အဘာဣဒိလာကလည်းတို့ဖြစ်ရင်ဤတို့ပြကြလော့ ထိုသူအားဆက်ဆရာဖို့သင်တို့အိဝါတို့တွင်ခါနန်ပြည်အကောင်းဆုံးသောအသီးများဗလဆန်စီအနေငယ်ပြားရင်နေငယ်နန္တာမျိုးမူရန်စီတဲ့အသည်ပါဒန်ဒီတို့ကိုယူကြလော့သင်တို့လက်နိုင်ငွေနှစကိုလည်းယူကြလော့အိဝါတွင်ဆောင်ခဲ့သောငွေကိုတပံလက်နိုင်ဆောင်သွားကြအောင်လော့ထိုအမှုသည်တတိလစ်သောအမှုဖြစ်ဟန်ရှိ၏ ်သည်တို့ညီကိုလည်းယူ၍တဖန်သူတို့ထံသို့ထသွားကြလောထို့သူသည်သင်တို့အကိုတယောက်နှင့်ဗညာမိန်ကိုလွတ်လိုက်မိအကြောင်းသင်တို့သည်သူစိတ်နှင့်တွေ့ရသောအခွင့်ကိုအနန္တတကုရှင်ဘုရားသခင်ပေးတော်မူပါစေသောတို့ရာတွင်ငါသည်တာဆုံးခြင်းကိုခံရလင်ခံရတော်မူဟုတားတို့အားဆိုသည့်အတိုင်းသူတို့သည်ထိုလက်ဆောင်ကို၎င်းမိမိလက်၌ငွေနှစကို၎င်း ပင်ရမိတ်ကို၎င်းယူ၍ထပြီးလင်အကုရုပြည်သို့သွား၍ယောသက်ရှိမှရက်နေကြ၏သူတို့နှင့်အတူပင်ရမိတ်ပါလာသည်ကိုယောသက်မြင်လင်ဝန်ဆရဲကိုခေါ်၍ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့အကောင်များကိုတတ်၍စားစရာကိုပြင်ဆင်လော့သူတို့သည်ငါနှင့်အတူမွန်တဲစာကိုစားရကြလိမ့်မည်ဟုမှားထားသည့်အတိုင်းဝန်ဆရဲပြု၍သူတို့ကိုယောသက်အိမ်သို့ခေါ်သွား၏ ယောသက်အိမ်သို့ခေါ်သွားသောအခါသူတို့သည်ငါတို့အိမ်၌ယခင်ပြန်ပေးသောမူကြောင့်ခေါ်သွင်းပြီးသူသည်အမှုရှာလိမ့်မည်ငါတို့ကိုအပြစ်ပြုသည်ဖြင့်ကျွန်းခံစေ၍မိတို့ကိုတင်းလိမ့်မည်ဟုဆိုကြပြီးလျှင်ယောသက်၏ဝန်ဆိုင်ရေးအနည်းသို့ကြီးကပ်၍အိမ်၎င်းနားမှနှုတ်ဆက်လျက်သခင်ယခင်ကကျွန်ုပ်တို့သည်အစာကိုဝယ်ခြင်းကအမှန်လာပါ၏စခန်းသို့ရောက်၍အိမ်များကိုဖွင့်တော်အခါ လူတိုင်းဆိုင်သောငွေသည်အလင်းမလျော့ပဲအိဝတ်တွင်ရှိပါ၏ထိုငွေကိုတဖန်ဆောင်ခဲ့ကြပါပြီယခုလည်းအစာကိုဝယ်ခြင်းကအချားငွေကိုကိုစီဆောင်ခဲ့ကြပါ၏ထိုငွေကိုကျွန်ုပ်တို့အိမ်များ၌အပေသူထားသည့်ကိုမတိနိုင်ပါဟုဆိုကြတော့ဝန်ဆိုင်ရေးကချမ်းသာပါစေမစိုးရင်ကြနှင့်တင်တို့ဖျားသခင်တင်တို့အဘအီဖျားသခင်သည်တင်တို့အိမ်များ၌ဘန္နာကိုတနာတော်မူပြီး တင်တို့မွေကိုငါခံရပြီးဟုဆိုသည်ဖြင့်ရှီမန်ကိုထုတ်ရဲအပ်လိုက်လေ၏ယောသတ်အိမ်တို့တွင်ပြီးမှဝန်ဆက်ရေးတည်ရေကိုပေး၍ခြေဆေးစေ၏မိတို့ကိုလည်းကြွေးလေ၏မွန်းတဲ့အချိန်၌ယောသတ်လာလိမ့်မည်ဟုသူတို့သည်မျှလင့်၍လက်ဆောင်ကို ပြင်နေကြ၏ထိုအိမ်၌သူတို့သည်အစာကို စားရလိမ့်မည်ဟုသူတို့သည်ကြားလေသည်ယောသတ်သည်အိမ်သို့ရောက်သောအခါ သူတို့သည်ကိုနိုင်ပါသောလက်ဆောင်ကိုအိမ်ထဲရောတက်ထံသို့တွင်း၍သူရှိမှဥညွတ်ချလျက်နေကြ၏ရောတက်သည်နှုတ်ဆက်ပြီးလျှင်သင်တို့အပတီးဟုသောသင်တို့အရင်ပြောသောအသက်ကြီးသူသည်ကျမပါ၏လောအသက်ရှင်သေး၏လောဟုမေးလျှင် သူတို့ကကိုရောဂျွန်ကျွန်တော်တို့အပသည်ကျမပါ၏အသက်ရှင်ပါသေး၏ဟုရှောင်းလျက်ဥညွတ်ချ၍ရှိခိုးကြပါ၏ ထိုအခါယောသတ်သည်ညိုကြည့်၍မိမိအမိဤသားမိမိညီရင်းဘုရားမေကိုမြင်လင်ဤသူကတင်တို့အရင်ပြောသောတင်တို့ညီဖြစ်သလောဟုမေးလျက်တင်ကိုဘုရားသခင်ကဲမတနာတော်မူပါစေတော့ငါသားဟုဆိုပြီးမှညီရင်းကိုမြင်ရ၍ကျင်နာသောစိတ်ရှိသောကြောင့်အလင်းအမြန်ထသွားလေ၏ငိုရာအရက်ကိုရှာသည်ဖြင့်အိတ်ခံတဲသို့ဝင်၍ငိုလေ၏ တဖန်မျက်နှာကိုတည်၍အင်ဂျီချုပ်သည်လျက်ပြင်သောထွက်ပြီးလျင်ဇပွဲကိုပြင်ချဟုအမိန့်ရှိ၏ယောသဖို့တပွဲအကိုတို့ဖို့တပွဲယောသနှင့်စားသောအေဂရုလူတို့ဖို့တပွဲအသီးသီးတို့ကိုပြင်ချ၏အေဂရုလူတို့သည်ဟေဘဲလူတို့နှင့်အတူမစားရထိုအမှုကိုအေဂရုလူတို့သည်ညွန်တက်ကြ၏ညီကိုတို့သည် အကြီးမဆား၍အငယ်တိုင်အောင် အရွယ်အလိုက်ရောသက်ရှင်းမှာထိုင်နေကြ၏တို့သည် အချင်းချင်းကြည့်ရှု၍အဟောခြင်းရှိကြ၏ရောသက်သည်လည်းသူတို့နှင့်စားဖို့အသီးသီးတို့အားမိမိထံမှပေးလိုက်၏ဗျာမင်ရသောအဖို့သည်အကိုတို့ရသောအဖို့ထက်ငါးဆများတည်းသူတို့သည်တောက်၍ပြုံးဝေ့ခြင်းသို့ရောက်ကြ၏